အားလုံးတော့မိတ်ဆွေပေါင်းမင်္ဂလာပါအဲ့တော့ကျွန်တော်ကဒီနေ့တော့ကျွန်တော်မိတ်ဆွေတွေကိုလုပ်ငန်းကင်ကန်လုပ်တဲ့အခါမှာအပြိုင်ဆိုင်ဒီလောကမှာအများကြီးတွေ့ရတယ်အဲ့တော့ရွှေဆိုင်ဖွင့်မယ်ဆိုလို့ရှိရင်လည်းရှင်ဖွင့်တဲ့သူတွေကပြိုင်ပဲအဲ့တော့ workshop လုပ်မယ်ဆိုလို့ရှိရင်လည်းရှင်ပြိုင်မှုတွေကြုံတယ်လက်ဝတ်ထိုးရင်တော့ရှင်ပြိုင်မှုတယောက်နဲ့တယောက်ပေါ့နော်အဲ့တော့တတွဲနဲ့တတွဲအဲ့တော့တသိန်းနဲ့တသိန်းစသည်အားဖြင့်ဘောလုံးကံပဲထိုးလေးလကောင်းပဲအဲ့တော့ဘေးတင်ဟောမယ်ဒါလည်း ပေးတင်စရာတွေများလာရင်တော့ရှင်ပြန်ရမှာပဲဆရာဝန်เนาะအဲ့တော့သူလက်စီကန်းဖွင့်တယ်ကိုလက်စီကန်းဖွင့်တယ်သူလက်အထူးခုစေယုံကြီးဖွင့်ထားတယ်ကိုလက်အထူးခုစေယုံကြီးဖွင့်ထားတယ်ဒါပေမဲ့ကို့အမျိုးမျိုးပုံပုံတိုက်ခိုက်တယ် तू ကပိုင်ရဆိုင်ရတွေရှိတယ်ကို့မှာပိုင်ရဆိုင်ရမရှိဘူးအဲ့တော့ကို့ကိုဘာဖြစ်လို့ညာဖြစ်လို့ဒီလိုဟာမို့ပေါ့เนาะအဲ့တော့ तू ကတော့ CDN ဝင်ထားပြီးတော့ तू က အခုမှဆေးရုံဖွင့်နေတို့ဘာလို့များအဲ့ဒါလို့ဟာမိုးတွေလောကမှာတပုံကြီးပဲလေအဲ့ဒါကျွန်တော်စီမှာနေ့စဉ်နဲ့များအဲ့ဒါလို့ပြဿနာတွေအများကြီးကြုံရတွေ့ရတယ်အဲ့တော့အဲ့ဒါလို့ပြဿနာတွေမျိုးစုံပေါ့နော်ကားလိုင်းထောင်ပဲအဲ့တော့မျိုးစုံမျိုးစုံနောက်ပြီးတော့ရွှေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတူးဖော်ရေးနဲ့ပတ်သက်တာတို့နောက်ပြီးတော့ဓာတ်တူရှာဖွေတာတို့စသည်အပြင်အဲ့ဒါလို့မျိုးအပြိုင်ဆိုင်နေရှိတယ်ရင်လိုင်းထောင်ပဲကားလိုင်းထောင်ပဲအဲ့တော့တင်မော်လိုင်းထောင်ပဲစသည်အပြင်ပေါ့ဗျာ အဲ့ဒါလို့မို့လောကမှာအပြိုင်အဆိုင်ရှင်ပြိုင်မှုတွေတပုံကြီးပဲအဲ့ဒါလို့ရှင်ပြိုင်မှုတွေမှာကိုယ့်ဘက်ကအနိုင်ရဖို့เนาะဈေးထမင်းဆိုင်ဖွင့်မယ်ဗျာနောက်ပိတ်ဆုံးအေးတခုတော့ရှိတာပေါ့ကိုယ့်ဘက်ကကောင်းအောင်မလုပ်တိတိကျကျလုပ်လက်ရကောင်းအောင်လုပ်သူများတဲ့ပိုကောင်းအောင်လုပ်စေတနာပါပါလုပ်အဲ့ဒီလိုမျိုးစေတနာပါရင်တော့ကိုကနာမည်ကိုသတင်းကြီးမှာပဲအဲ့တော့စေတနာလည်းမပါဘူးနာမည်ကိုသတင်းကြီးခြင်းလို့တော့မရဘူး အဲ့တော့ကိုဘကမှန်မှန်ကန်ကန်ကျိုးစားစေစနာပါပါလောက်ဘေးနဲ့ဟောမဲ့စေစနာပါပါဟောကလိန်ကကြည်ညံမစင်စားနဲ့ငါသူစီရဘလို့ခုတ်မလဲဘလို့ရအောင်ယူမလဲဘလို့နှွာမလဲဆိုတဲ့ဟာမျိုးအောက်တန်းကျတဲ့စိတ်ဓာတ်မျိုးတွေနဲ့တော့မစင်စားနဲ့เนาะအဲ့တော့လပွေးဆိုင်ရှင်ဖွင့်မယ်ကိုလပတ်ချောက်ကကောင်းလားအဲ့တော့လပတ်ချောက်ကမကောင်းမဲနဲ့မြတ်ကိုဆိုင်လူစီရင်လို့မရဘူးလေလပတ်ချောက်ကောင်းအောင်လုပ်ပေါ့ เนาะအချိုကြောက်ကိုကောင်းအောင်နှက်ကောင်းကောင်းလှုပ်အကောင်းစားတွေသုံးအဲ့တလိုဟာမျိုးတွေလှုပ်အဲ့ဒါဆိုရင်တော့ကိုဘကဂျပန်ပါပြီးသားပဲကဲလှုပ်ရမယ့်နီးလေးကတော့ပေဒံနှစ်ခုလိုတယ်ပေဒံနှစ်ခုပေဒံအရှိမကိုယ့်ရဲ့နာမည်ရေးမယ်စိုင်နာမည်လုပ်ငန်းနာမည်စသည်အရမယ်ကိုညာရှိသလိုသုံးပေဒံအတူမှာကိုယ့်ရဲ့ပြိုင်ဘက်နာမည်ကိုရေးမယ်နော်ရေးပြီးတော့အဲ့ဒါကိုဒီလိုမို့ထောင်ထားလိုက်နော်ပေဒံအတူမှာပြိုင်ဘက်နာမည် ပေတန်းအရှိမကုနံပဲเนาะဒီမှာကျွန်တော်ပြတဲ့လက်ကလေးတွေမှတ်မိတယ်เนาะဒါကဥမာကျော်စင်ဟိမ့်ဘေးဒင်ဟောကန်အောင်မြင်စေ ပြိုင်ပဲကင်းစေเนาะအဲ့ဒါလိုရေးမယ်အဲ့တော့ဒီဘက်မှာကျတော့ကိုနဲ့ပြိုင်ဘက်ပေါ့ဘသူဘသူပေါ့ဘဝပြည့်စေဒုက္ခရောက်စေပေါ့เนาะအဲ့တော့လူလုံးမလအဲ့ဒါလိုဟာမျိုးဖြစ်စေပေါ့เนาะအဲ့တော့ကိုလည်းသူ့ကိုကြွေးထားမွေးထားတယ်အကောင်းလည်းပြောတယ်ဒါပေမဲ့ကို့ကွယ်ရမှာကိုအတင်းတုံနေတာဆိုတော့ဒါတမားမှာပဲเนาะကဲအဲ့ဒီပုံစံမျိုးပါပဲအဲ့တော့ကို့ဘက်ကစေတနာထားပါမှန်မှန်ကန်ကန်လုပ်ပါတိတိကျကျလုပ်ပါ တက်အောင်လဲသင်ပါเนาะအဲ့တော့ပညာရက်ဆိုတာကတိတိကျကျလုပ်ကောင်းကောင်းမွန်မွန်လုပ်စေတနာပါပါလုပ်စေကိုင်းဖွင့်တယ်စေတနာမပါရင်အလကားပဲเนาะအဲ့တော့ခလေးလေးရတည်တည်လေးအဲ့တော့လာပြီးတော့အောက်ဆီဂျင်လာချိတ်သွားတဲ့ဟာကဆေးရုံမှာတောက်တူမရခိုင်းတဲ့တပြက်စီးလဲတဲ့မိမတွေတန်ရှင်းလုပ်တဲ့ယောက်ျားတွေအဲ့လိုဟာမျိုးကလာပြီးတော့လှဲ့သွားတယ်เนาะကောင်းနဲ့လာပြီးတော့ဝက်ဟူပါလဲဟွန်ဟွန်နဲ့လာပြီးတက်သွားတယ် ကလေးလေးကတည်တည်လေးဗျာဟိုမှာအရန်ကြီးအဆုပ်ပွင့်ပြီးတော့ပေသွားနိုင်တယ်အဲ့ဒါကိုအာရတယ်တဲ့ဘာမှမဖြစ်ဘူးအဲအဲ့လိုဟာမျိုးစေးရုံနေတယ်တွေ့ဘူးတဲ့เนาะအကလေးလေးကတည်တည်လေးမှလာပြီးတော့အထိုးနေတာမပြီးတော့ဘူးကလေးလေးမှလေနော်လာသားလေးပဲရှိသေးတယ်ဟာခြေောက်ကိုထိုးလိုက် လက်ကိုထိုးလိုက်တွေးရှာနေတာအဲ့တော့အဲ့လိုမျိုးလဲမဖြစ်အောင်ကိုချင်းစာပေးဟုတ်ပြီเนาะအဲ့တော့ကိုကတန်ရတန်ကြီးယူမယ်ဆိုလို့ရှိရင်ကိုဘက်ကတန်အောင်လုပ်ပေးဟုတ်ပြီလားအဲ့ဒါဆိုလို့ရှိရင် ဘာပေတန်းမှမလို့လွတ်ပလိုက်ဟုတ်ပြီเนาะကဲကိုယ့်ဘက်ကလည်းအဲ့ဒါလိုစေတနာထားတာထားပြီးတော့လုပ်တယ်ဒါပေမဲ့ပေတန်းလိုပြီအဲ့တော့သူများနဲ့ရှင်ပြိုင်တဲ့အခါမှာကိုယ့်ဘက်ကနိုင်အောင်လုပ်တယ်နှီးပါပဲကဲကျွန်တော်မိတ်ဆွေတွေအာဒါလေးကိုတတလုံးမှတ်ထားမသိသေးဘူးမှတ်ထားနောက်လာနောက်သားတွေလည်းအဲ့တိုင်းလုပ်ဖို့တော့ပြောပြလိုက်ရနော်ကဲအဲ့တော့ဒါကပေတန်းဒါဒီရဲ့နှီးပညာကဘာလဲဆိုတော့နေငါ့ကိုလာပြီးပေမတိုင်းနေရဆိုတဲ့ဟာပဲ ။ तू ကိုအမြဲတမ်းပေတိုင်းလို့မရဘူး။ကို့ထက်ကို तू ကနေနေလိမ့်မယ်။အဲ့ဒါမှတ်တာနော်။ကဲဒီလောက်ပါပဲကျွန်တော်ကြော်စိမ်းဖန်ပါကျွန်တော်မိတ်ဆွေတွေအားလုံးအကျိုးရှိပါစေ။ဒီပုံမှာဘာနဲ့ရေးမလဲထင်တဲ့ဟာနဲ့ရေးကြိုက်တာနဲ့ရေးဆော့ပင်နဲ့ရေးရတယ်နော်။ကဲဒါပါပဲ။အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမရှင်းလို့နားမလည်လို့ထပ်မမေးနဲ့လုံးဝမဖြေဘူးအခုဒါကိုမရှင်းနှခါပြန်ကြည့်ကဲဒါပါပဲဒါကျွန်တော်ရဲ့စေစနာဘလဘွားနဲ့တင်ပေးတာပါเนาะအားလုံးအဆင်ပြေကြပါစေ